ရှင်မကတ္တပကသူ့ရဲ့ပါရမီဓာတ်ခံရှိတာကလည်းပဲဒုတင်အကျင့်နဲ့ရှိခဲ့တဲ့ဓာတ်ခံကပါပြီးသားနောက်တခါလူတွေကလည်းပဲဒီလိုဒီလိုပြောလာတဲ့ကသူ့ကိုပြိသိတယ်တခါတည်းသူ့ရဲ့ကျင့်စဉ်ကျင့်ဆောင်ဖို့ရန်အတွက်တွန်းပို့လိုက်တယ်လို့ဖြစ်သွားတယ်အဲ့ဒါနဲ့ရှင်မကတ္တပကိုရောမြတ်ကြီး ရာဇဂျိုနဲ့မနီမဝေး သွားပြီးတော့ပြိတ္တပိပလိလိုင်ကူထဲမှာတပါးတဲ့ကျင့်သုံးနေထိုင်နေအဲ့ဒီမှာနေပြီးတော့ဘာတွေကျင့်တယ်လဲမေးရင်ပြိတ္တအနှစ်ချုပ်ကတော့ဒုတင်73ပါးကိုရှင်မာကတ္တပကျင့်သုံးတယ်ဒုတင်73ပါးဆိုတာပြိတ္တအဝိနဲ့ပတ်သက်ရင်ပန္တုကူလပေါ့ပန္တုကူဒုတင် န်းတကူဓုတင်ဆိုတာဒကာဒကမတွေလူတဲ့သင်္ကန်းကိုပယ်ပြီးတော့ပြိတဲ့အများမဝစ်ချင်လို့စွန့်ပစ်ထားတဲ့အဝတ်တွေကိုကောက်ချုပ်ပြီးသင်္ကန်းလှုပ်ပြီးတော့မှစိုးပြီးတော့ပြိတဲ့ဆေးစိုးပြီးတော့ဝတ်တဲ့သင်္ကန်းတပတ်တကူသင်္ကန်းဒကာဒကမလှူတာတွေကိုပယ်ပတ်တကူသင်္ကန်းကိုဝတ်တဲ့အကျင့်ကိုရှင်မကသဘာကျင့်တယ်နောက်တကတိစီဝရိကဓုတင်အဘိုးသင်္ကန်းတွေပယ်ပြီးတော့ပြိတဲ့သင်္ကန်း၃၀တဲ့ပဲဆောင် ောက်ကဝိတ္တသက်မိုင်းအထက်ကဝိတ္တဧကတိပခုံးပေါ်မှာတင်းတဲ့ဒုကုဒီသုံးမျိုးပဲထားတယ်အပေါ်သင်္ကန်းမထားဘူးတဲ့အဲ့ဒီကျင့်စဉ်ကိုလည်းပဲကျင့်တယ်ပြိဿိတိစီဝရိကဒုတင်ဒီလိုခေါ်ပါတယ်နောက်တကပိဏပါတဒုတင်ပိဏတပတ်ပေါ့ပတ္တပိဏစွမ်းခံရေးသပိတ်ထဲကြားတဲ့ဆုံးကိုပဲစားတယ်ဒကာဒကမတွေအိမ်ပင့်ကတ်တဲ့ဆုံးမစား ကျောင်းကိုလာကတဲ့ဆုံးနဲ့မစားဘူးတပိတ်ထဲလောင်းလူတဲ့ဆုံးကိုပဲစားတယ်နောက်တကသဗ္ဗရဏစာရိကပြိတဲ့အိမ်စဉ်လက်လက်ပြီးဖုံးပေးတယ်အိမ်စဉ်လက်လက်ပြီးဆုံးခံတယ်ဒီနေ့ဒီ9အိမ်ဆို9အိမ်နောက်တနေ့ဟိုဘက်က9အိမ်ပေါ့ဒီ9အိမ်ကလည်းစင်တိုင်းပဲပြိတဲ့ရရမရရစင်တိုင်းကြွတယ်9အိမ်ကလောင်းလို့မရရင်လည်းပြိတဲ့ဆက်ပြီးတော့ရှေ့ဆက်မကြွဘူးဒီကျင့်စဉ်၄မျိုးကိုလည်းသူကျင့်တယ် ဟာဒီတကရကမတွေဟင်းကောင်းတယ်ငါပေါ်လဲကြည်ညိုကြလဲသဒ္ဓတရားလဲကောင်းတယ်ဆိုအဲ့ဒီနာကြီးထပ်ပြန်တလဲလဲဆုံးခံတဲ့ကျင့်ဝတ်မျိုးကိုရှင်မကတ္တဝါဓာမျိုးမကျင့်သုံးဘူးတဲ့သဗ္ဗရဏစာတိကအိမ်စဉ်လှဲ့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 ပြီးသွားတယ်နောက်တကပြိသိဧကတဏိကတဏိယာတထိုင်ထဲမှာပဲထိုင်ပြီးတော့ဖုံးပေးတယ်နှစ်ထပ်သုံးထပ်နှစ်နေရာသုံးနေရာမှာထိုင်ပြီးတော့ဖုံးပေးလဲအလေးထားလဲသူ့မှာမရှိဘူးနောက်တက ပတ္တပိန္တိက တခွက်သေးပဲစားတယ်ဟင်းခွက်တွေအများကြီးနဲ့စားတဲ့အလေးထားလည်းသူ့မှာမရှိဘူးနောက်တကခလူပိစ္ဆာဗတ္တိကအတိဒိတ်ဝီနီကံတင့်တာတဲ့စွမ်းတွေကိုပယ်ပြီးတော့ပြိသိတယ်တိဒိတ်ဝီနီကံတင့်တဲ့စွမ်းမျိုးကိုလည်းရှောင်ကျင်တာပေါ့ဥမာပြင် ခလူပိစ္ဆာဗတ္တိကခလူဆိုတဲ့ငှက်ဟာစားလိုက်လို့ပြိသိတယ်အောက်ပြုတ်ကြတဲ့အသီးနံကိုထပ်ပြီးတော့မစားတော့သလိုပဲတခါဘုံပိတ်ပြီးလို့ပြိသိတယ် ကျွေးနေကြံနေဆိုတော့ခင်မျိုးသမီးမျိုးကိုဘယ်တော့မှရှင်မာကတ္တပဟာတထဆပြီနောက်တော့ဆက်မစားဘူးတဲ့နောက်တကအာရိညိကမြို့ချောင်းရွာချောင်းတွေကိုရှောင်ပြီးတော့တောတဲ့ကိုသွားနေတယ်အာရိညိကဒုတင်နောက်တကရုခမူလရုခမူလဆိုတာပြည့်တဲ့ချောင်းတွေကိုအမိုးကရှိတဲ့ချောင်းကိုပယ်ပြီးသစ်ပင်အောက်ကိုသွားနေတယ်နောက်တကပြည့်တဲ့သုံးတန်ညိကဟာသုတ်တန်ထဲမှာနေတဲ့အကျင့် အဘောဂာတိကအမိုးအကာရှိတဲ့သစ်ပင်တွေလဲရှောင်းနေကြောင်းလဲရှောင်းနေလွန်တိကောင်မှနေပြီးတော့တရားလုံအထုတ်ပြီးတော့နေတဲ့အကျင့်ယထာတန္တတိကနေရကောင်းကြောင်းကောင်းတွေကိုရှောင်းပြီးတော့မှပြိသက်ဟိတင်းတင်းလျောက်ပတ်တဲ့နေရမျိုးလေးနဲ့နေတတ်တဲ့အကျင့်လဲသူ့မှာရှိတယ်နေသစ်စီကလျောင်းပြီးတော့အိတ်တဲ့အကျင့်နေသူ့မှာမရှိဘူးတဲ့ပြိသက် ထိုင်မဲ့ရက်မဲ့စဉ္ညာလျှောက်မဲ့ပေါ့အဲ့ဒီလိုပြိတဲ့ဒုတင်73မကို ရှင်မကတ္တဗကဟီနပဏိတမေဇိမဟီနဆိုတာအောက်တန်းကြတဲ့ဒုတင်ပေါ့နည်းနည်းခက်ရော့ရော့ဒုတင်မေဇိမဆိုတာပြိတဲ့မယောမတင်ဒုတင်ပဏိတဆိုတာကအမွန်မြတ်ဆုံးဒုတင်သုံးမျိုးရှိတဲ့အထဲမှာမုံမုံမြတ်မြတ်ကိုပြိတဲ့ရှင်မကတ္တဗဟာကျင့်သုံးတော်မူတဲ့ဗျာအဲ့လိုကျင့်သုံးတဲ့တွေ့တာကြောင့်လဲသူလည်းပဲချမ်းသာတယ် နောက်တက်ကကျင့်တဲ့အတွက်ဒါကြောင့်အပြစ်လည်းမရှိဘူး။ဟာကိုကျင့်တဲ့ကျင့်ကြောင့်သူတစ်ပါးကိုလည်းဒုက္ခပေးရမရောက်ဘူး။နောက်တက်ကိုမှရှိတဲ့ကုသိုလ်တရားတွေလည်းဆုပ်ယုပ်သွားတယ်ဆိုတာလည်းမရှိဘူး။ရာဂဒေါသမောဟတို့ရဲ့ကိလေသာတရားတွေလည်းဒီအကျင့်ကခေါင်းပါစေတယ်။ကိုယ်တဏ္ဍမှာရှိနေတဲ့မာနကိုလည်းပဲပယ်ပြီးသားဖြစ်တယ်ဒုတင်ကျင့်က။ဟုတ်တာပေါ့သင်္ကန်းအဟောင်းကိုဝဲ့သူများတွေစွန့်ပစ်ထားတဲ့အဝတ်တွေကိုချုပ်ပြီးတော့မှပန်းတကူသင်္ကန်းလုပ်ပြီးတော့ဝတ်တော့ မာနဆိုတာဘယ်ရှိနိုင်မလဲမာနကလည်းပယ်ပြီးသားရောက်တယ်နိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းလည်းဖြစ်တယ်ဆိုပြီးတော့ဂုံရင်ကပြိတဲ့28ပါးနဲ့ပြည့်စုံတဲ့ဒုတင်ကျင့်စဉ်ကိုမုံမုံမြတ်မြတ်နဲ့ပြိတဲ့ကျင့်တဲ့နေရာကျင့်ပြီးတော့ပြိတဲ့ဒီကျင့်ရဲ့ကောင်းကျောင်းကိုဟောတဲ့နေရာမှာတော့ရှင်မာကတ္တပဟာအမျက်ဆုံးသာဆုံးပဲလို့မြတ်စွာဘုရားကအေရရက်ပေးပါတယ်ဧရရကဘိခဝေမမသာဝကနာဘိက္ခုနံဒုတာဝါရဏံယရိရံမဟာကတ္တပော ဘေကဝေယံတော်မြတ်ဦးကျင်သားတို့မမသာဝကနံငါဘုရားရှင်ကိုတော်မြတ်ရဲ့တပည့်သာဝကတွေထဲမှာဘေကုဏံယဟန်တို့တွင်ဒုဒဝါရဏကိလေသာခါထွဲကြောင်းအကျင့်ကိုဒုဒဝါရဏကိလေသာခါထွဲကြောင်းအကျင့်ကိုကိုယ်တိုင်လဲကျင့်သူတမကိုခေါ်ပြောတဲ့နေရာမှာတော့ယရိရန်ယောအယံမဟာကတ္တဘောအရှင်မဟာကတ္တပတိအဋ္ဌိတန္တိရှိပါပေ၏ ဧတံဧသောမဟာကတဗောအဲ့ဒီမဟာကတပသည်ဧကံဧကောအမျက်ဆုံးအသာဆုံးပဲဟောမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကဒုတိ73မှာကျင့်သုံးတဲ့နေရာမှာတော့ရှင်မဟာကတဗဟာအနုအမျက်ဆုံးအသာဆုံးပဲဆိုပြီးတော့ဧရတဲ့နေရာမှာထားပါတယ်